မင်္ဂလာပါရှင်ခရနီမာလာမဲ့ရက်တက်တပတ်အတွင်းမိုးရွာအောင်မဲ့တရင်ကိုတင်ဆက်ပေးချင်ပါတယ်ရှင်တိုင်ဖုန်းမုန်တိုင်းကာမာကီနဲ့အတူလေပွေလိုင်းတွေအရှင်ကြောင်းလာမဲ့ရက်တက်တပတ်အတွင်းခရနီအပါဝင်နိုင်ငံအနက်မိုးဆက်လက်ရွာတုံးနိုင်တယ်လို့ NUG ရဲ့လူသားချင်းစာနာထောက်ထားရင်းနဲ့ဘေးအန္တရာယ်ဆရာစစ်မှန်ခန့်ခွဲရေးထံတာ MOHDM ကထုတ်ပြန်ထားပါတယ် ဘင်္ဂလားပင်လယ်အော်မှာရှိတဲ့လေပွေလိုင်းတွေအရှင်ကြောင်းနိုဝင်ဘာလ10ရက်နေ့ကနေနိုဝင်ဘာလ16ရက်နေ့အထိတပတ်အတွင်းခရနီပင်နယ်ရခိုင်ပင်နယ်မွန်ပင်နယ်ကရင်ပင်နယ်ရန်ကုန်တိုင်းပဲခူးတိုင်းအေဝတီတိုင်းနဲ့တနင်္သာရီတိုင်းတို့မှာနေရာဆက်စိတ်ကနေနေရာအနက်အပြားမိုးရွာတုံနိုင်တယ်လို့ဆိုထားပါတယ်ဒါအပြင်စကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းနဲ့ ချင်းပြည်နယ်တို့မှာ200ကျကျဲကနေ200ကွက်ကြောင်မိုးရွာတုံနိုင်ပြီးကချင်းပြည်နယ်မှာအများအပြည့်တာယာနိုင်တယ်လို့ဖော်ပြထားပါတယ်။အဆိုပါလေပွေလိုင်းများအရှင်ကြောင်အချင်းအခါမှမိုးရွာတုံမှုများဖြစ်နိုင်ပြီးစပါးရိတ်တိန်ချင်းမှာအပြတ်မိုးဖြစ်နိုင်တယ်လို့အတည်ပြုထားပါတယ်ရှင်။